င်္ဂလာညချမ်းလေးပါရှင်။အော်တိုဘာလ19ရက်နေ့အတွက်မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်မကတော့အင်ချူမီပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့စလင်းကြီးမြို့နယ်ထဲကကျွရွာတွေကိုစစ်ကြောင်းထိုးကစက်တက်လေထီနဲ့ပုံကျဲနေတဲ့သတင်း။ဦးညိုစောရွေးကောက်ပွဲဝင်မဲ့ကိုကိုကျွန်းကိုစစ်ကောင်းဆောင်သွားရောက်တဲ့သတင်း။အနာဒိန်စစ်တပ်ရဲ့ဒရုန်းတစ်စီးပြတ်ကြပြီးတော်လိုင်းတပ်ဖွဲ့တွေကတင်းစီရရှိခဲ့တဲ့သတင်း။ ကင်းဒရာမြို့နယ်တွေကဒေသခံတွေစပားစေးကြကစီးပွားရေးအဆင်မပြေဖြစ်နေလို့စစ်ကောင်မရှင်လုံမဲ့ရွေးကောက်ပွဲကိုစိတ်မဝင်စားနိုင်ဖြစ်နေတဲ့တင်။နားဆိုင်မြို့နယ်ကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်လို့ဆယ်နှစ်အရွယ်ကလေးငယ်အပါအဝင်ပြည်သူ6ဦးသေဆုံးက4ဦးထိခိုက်ဒဏ်ရာရတဲ့တင်။ကပ္ပဆာ16နားကရွာလေးရွာကိုခြံစည်းရိုးခတ်ကလူငယ်တွေကိုတင်းနှံပေးပြီးရွာပြင်ထွက်ခွင့်ပိတ်ထားလို့ရိတ်ခါပြက်လက်မှုတွေရှိတဲ့တင်။ ထိုင်းနိုင်ငံတတော်အတွင်ပုံအောင်နေတဲ့မြန်မာနိုင်ငံသား162ဦးကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးတဲ့တဲ့င်။လူပေါင်းတန်းတဲ့ကြီးဒေါ်နယ်ထရန့်ကို စန့်ကျင်ဆန္ဒပြတဲ့တဲ့င်။အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့စလင်းချင်းကွနယ်တဲကရွာတွေကိုစစ်ကြောင်းထိုးကဆက်တက်လေထီးနဲ့ဘုံကျဲနေတဲ့တဲ့င်ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းစလင်းချင်းမြို့နယ်ကိုစစ်ကောင်မရှင်တပ်ကရေချောင်းကနေစစ်ကြောင်းထိုးပြီးကျွေးရွာတွေကိုဝင်ရောက်ပစ်ခတ်နေလို့ ေသခံကြီးရွာ20ထပ်မင်းဆစ်ဆောင်နေကြရတယ်လို့သိရပါဗါအော်တိုဘာလ18ရက်နေ့မနက်ပိုင်းကချင်းရွှေမြေကတဆင်းတွဲသိမ်းမောနဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေရောက်လာပြီးကြီးရွာတွေကိုမြေပြင်စစ်ကြောင်းထိုးကပြစ်ခတ်တာတွေလုပ်နေပြီးဝေဟင်ကနေလဲစက်တက်လေးထီနဲ့ဘုံကျဲတိုက်ခိုက်နေတယ်လို့သိရပါဗါညမင်းကြီးရဲစခန်းမှာညအိပ်ပြီးမနက်ဝင်လာတာမြမဝန်ပေါင်းစက်ယုံနာကရွာတွေကိုစစ်ကြောင်းထိုးနေတာပါရာမော်တာစက်တက်လေးထီကလည်းပြန်နေတာလို့စစ်ဆောင်ဒေသခံတအူးကပြောပါဗျ အဲ့ဒီအင်အားနေရာခန့်ရှိတဲ့စစ်ကောင်မရှင်စစ်ကြောင်းဟာကျွရရီတဲ့ပြစ်ခတ်ဝင်ရောက်ပြီးနေအိမ်တွေကိုဖျက်ဆီးကာရွှေနဲ့စားသောက်ကုန်တချို့ကိုယူသွားခဲ့ပြီးစက်တက်လေးထီးနဲ့လည်းချင်းချင်းမြကြောင်းတစ်လျှောက်ကကျွရရီကိုပုံကျဲနေတယ်လို့သိရပါဗျ။စက်တက်လေးထီးနဲ့ပုံကျဲတယ်ချင်းချင်းမြဘေးကရွာရီအဓိကအကျဲခံရတာပြည်သူတွေထိခိုက်တာတော့ရှိတယ်တေဆုံးတာမရှိဘူးလို့ဒေသခံတအူးကပြောပါဗျ။လက်တလုံးမှာစစ်ကောင်မရှင်တက်က စလင်းကြီးမြို့နယ်တဲကရွာတွေကိုစစ်ကြောင်းထိုးဖို့အင်အားထမှန်ဖြည့်တင်းနေတယ်လို့သိရပြီးကြေးရွာ20ကျော်ကဒေသခံတောင်းငယ်ချီထွက်ပြေးတင်းဆောင်နေကြရတယ်လို့သိရှိရပါတယ်ရှင်။ဥညိုစောရွေးကောက်ပွဲဝင်မဲ့ကိုကိုကျွန်းကိုစစ်ကောင်းဆောင်တွားရောက်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရှင်။အာနာသိန်းစစ်ကောင်းဆောင်ဟာမနေ့ကအော်တိုဘာလ18ရက်နေ့ကရန်ကုန်တိုင်းကိုကိုကျွန်းကိုတွားရောက်ခဲ့ပါတယ်။ကိုကိုကျွန်းဟာစစ်ကောင်မရှင်ဝင်ကြီးချုပ်ဥညိုစော ကြံခိုင်ရေးပါတီကနေ ရွေးကောက်ပွဲဝင်ပြိုင်မယ်လို့သတင်းထွက်ပေါ်နေတဲ့နေရာဖြစ်ပါတယ်။အဲဒီမှာကဝန်ထမ်းတွေပဲနေတာများတာအထူးသဖြင့်ရေတပ်ကနေတာများတယ်။ရွေးကောက်ပွဲနေရင်ရေတပ်ကအင်အားအလုံးရင်တက်ပြောင်းမယ်ဆိုပြီးရောက်လာမယ်။မဲထည့်ပြီးရင်ပြန်ပြောင်းခိုင်းမယ်။တေချာပေါက်မဲနိုင်မယ်လို့စစ်ဘုံချုပ်တွေတွက်ဆထားတဲ့နေရာပေါ့ရွေးကောက်ပွဲမတိုင်ခင်စီယုံရေးဆင်းတဲ့သဘောသွားတာလို့ယူဆရပါတယ်လို့စီဒီယံဘုံမှုဆွေတော်ကမြို့တော်ကိုပြောပါတယ်စစ်ကောင်းဆောင်ကခီးစဉ်အတွင်လေယာများကုန်းမြေယာများဖောက်ထုတ်နိုင်ရန် စာပြောရေးဝန်ကြီးဌာနကတာဝန်ရှိသူများကိုဆေးလွတ်ပေးမယ်လို့ပြောဆိုခဲ့ပြီးမြို့မြများတိုးချဲ့ရမှာစိုက်ပျိုးမြများမထိခိုက်စေရေးကြိုတင်စင်စစ်တွက်ချက်ဆောင်ရွက်ရမယ်လို့ပြောဆိုခဲ့ပါတယ်။ဒါအပြင်အုံမင်တွေကနေတံမိုးမြင့်ထုတ်ကုန်တွေထုတ်လုပ်နိုင်မှုအတွက်အသိပညာအတတ်ပညာတွေလိုအပ်ပါတယ်။ဒါကြောင့်အတန်းပညာတွေမြင့်မားစေဖို့ဆောင်ရွက်ပေးရပါမယ်။အတန်းပညာတက်မြောက်ပြီးသူတွေကိုအိမ်တွင်ထုတ်လုပ်မှုလုပ်ငန်းတွေတင် जा ပေးမယ်ဆိုရင်ကိုကိုကျွန်းမြို့မှာ ်ကုန်ထုတ်လုပ်မှုလုပ်ငန်းတိုးတက်လာမှာဖြစ်ပါတယ်လို့လည်းစစ်ကောင်းဆောင်ကပြောဆိုခဲ့ပါတယ်။ကိုကိုကျိုးမှာလုပ်ငန်းကောင်းရင်စစ်ကောင်းဆောင်မိသားစုပိုင်းကုမ္ပဏီတွေရောက်လာမှာဖြစ်ကြောင်းအခုကစီယုံရေးတက်တက်မှုကိုပြောချင်ရာပြောသွားတာလို့ဒေသခံတချို့ကပြောဆိုနေကြပါရဲ့ရှင်။တတိယသတင်းတစ်ပုဒ်အနေနဲ့အနာဒိတ်စစ်တပ်ရဲ့ drone တစ်စီးပြတ်ကျပြီးတော်လိုင်းတပ်ဖွဲ့တွေကတင်းစီရရှိခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းလက်ပန်းမြို့နယ်တရချောင်းရွာကိုဘုံလာကျဲတဲ့အနာဒိတ်စစ်တပ်ရဲ့ drone တစ်စီးပြတ်ကျပြီး တာယာဝရီဂလုံတပ်ဖွဲ့ကတင်စီရရှိခဲ့တယ်လို့သိရပါဗျ။ဒီကနေ့အော်တိုဘာလ16ရက်မနက်7:00နာရီခွဲလောက်မှာအဆိုပါဒရုန်းဟာလက်ပရန်းမျိုးနဲ့တရချောင်းရွာကိုဘုံလာရောက်ကျဲချစဉ်တရချောင်းရွာရဲ့အနောက်ဘက်မှာပြတ်ကျသွားတာကိုသိရတဲ့အတွက်သွားရောက်တင်စီယူဆောင်ခဲ့ပြီးဘေးကင်းတဲ့နေရာကိုရွှေ့ပြောင်းထားပြီးဖြစ်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့အော်တိုဘာလ15ရက်နေ့ကလည်းအဆိုပါတရချောင်းရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်အင်အား60ခန့်ပါစစ်ကြောင်းကို တော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားချိန်တနအီခွဲကံကြာမြင့်ခဲ့ပြီးအာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေဖယိုဘေးရဲဆုတ်ခွာထွက်ပြေးသွားကြတယ်လို့တာယာဝရီကလုံးတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်အဆိုပါထွက်ပြေးသွားတဲ့စစ်ကောင်မရှင်စစ်ကြောင်းကိုလိုက်လံရှင်းလင်းရာစစ်တပ်ဗမာ15ဦးသေဆုံးပြီးစစ်သုံးပန်း12ဦးကိုဖမ်းဆီးနိုင်ခဲ့ပြီးလက်နက်မျိုးစုံ16လက်ခဲယမ်းတွေနဲ့စစ်သုံးပစ္စည်းတွေကိုလည်းတင်စီရရှိခဲ့တယ်လို့ထုတ်ပြန်ချက်အရာသိရှိရပါတယ်အဆိုပါတိုက်ခိုက်မှုကို တရားဝရီထရိုင်တက်ရင်အမတ်နေတက်ရင်3800နေရဲ့တက်ခွဲနှစ်နဲ့တက်ခွဲ3တရားဝရီခရိုင်တက်ရင်အမတ်3တက်ရင်3803လပဒန်းရွှေရန်မြေပြည်သူ့ကာကွယ်ရေးတက်ခွဲနဲ့တရားဝရီဂလုံးပြည်သူ့ကာကွယ်ရေးတက်ခွဲတို့ကအတူတကွပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြန်မာမျိုးနွယ်ကဒေသခံတွေကစပားစေးချကစီးပွားရေးအဆင်မပြေဖြစ်နေလို့ စစ်ကောင်မရှင်လုံးမဲ့ရွေးကောက်ပွဲကိုစိတ်မဝင်စားနိုင်ဖြစ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ AR တိုင်းဒေသကြီးဟင်္ဒရာမြို့နယ်ကလျက်လေးမျက်နှာမြို့မှာတိုက်ပွဲတွေပြင်းထန်နေပြီးဟင်္ဒရာမြို့နယ်တဲကအ धिक စီးပွားရေးတစ်ခုဖြစ်တဲ့စပားဆေးဟာလည်းသတင်း9500ကျပ်ဝန်းကျင်မှာရှိတယ်လို့သိရပါဗျ။အ धिक စီးပွားရေးဖြစ်တဲ့စပားနယ်ပဲကအရင်နှစ်တွေကလိုမဖြစ်ထုံးပဲအခြားသင်္ကန်းတွေလည်းဈေးမကောင်းတာကြောင့်စီးပွားရေးခက်ခဲနေပြီးလိုအပ်ချက်အရဝယ်ယူသုံးစွဲရတဲ့စားသောက်ကုန်နဲ့ အခြားကုန်ပစ္စည်းတွေကတော့ဈေးတက်နေတယ်လို့သိရပါတယ်။ဒီနေ့စပားဈေးကအရန်ကျနေတာ။တည်င်းမှာ9500ဝန်းကျင်ပဲရှိတယ်။စပားဈေးသာကျနေတာပါ။မဖြစ်မနေဝယ်သုံးနေရတဲ့စားသောက်ကုန်ကအခြားပစ္စည်းတွေပါတက်လိုက်တဲ့ဈေးကျတယ်လို့ကိုမရှိပါဘူးလို့အင်္ဒရာမျိုးနေဒေသခံတဦးကပြောပါတယ်။ဒီလိုအခြေအနေမှာစစ်ကောမရှင်လုံးမဲ့ရွေးကောက်ပွဲအတွက်အင်္ဒရာမျိုးပေါ်မှာမဲစင်းကြီးဖို့နဲ့မဲထဲကြဖို့ကိုကားနဲ့လိုက်လံနိုးစော်တာတွေရှိနေပြီး အချို့တောင်သူတွေကတော့ဒီလိုအခြေအနေမှာလှုပ်တဲ့ရွေးကောက်ပွဲကိုစိတ်လဲမဝင်စားကြအောင်မဲထည့်ဖို့လဲဆန္ဒမရှိကြအောင်ပြောဆိုနေကြပါတယ်။စိုက်ပျိုးရေးကိုသာအဓိကထားလုပ်နေရတဲ့ကျုပ်တို့လိုတောင်သူတွေအတွက်ကတော့ရွေးကောက်ပွဲထံစပားနဲ့ပဲစည်းကိုသာပို့ပြီးစိတ်ဝင်စားတယ်။စီးပွားရေးမှာအဆင်မပြေနေတာ။ဘယ်ရွေးကောက်ပွဲမှာစိတ်မဝင်စားဘူး။ထည့်ဖို့လဲအစီအစဉ်မရှိဘူး။တစ်ဖက်သက်လှုပ်တဲ့ရွေးကောက်ပွဲကတော့နိုင်နိုင်ရှုံရှုံသူတို့ပါဇက်ထဲမှာပဲရှိတာပါပဲလို့နောက်ထပ်ဒေသခံတအူးကပြောပါရယ်။ ARR တိုင်းဟင်္ဒရာမျိုးရဲ့တချို့ကြေးရွာတွေမှာလမ်းကြောင်းပိတ်ဆို့နေတယ်လို့ဆိုကကုံစင်းနှုံးတွေအစမတန်မြင့်တက်နေကဒေသခံပြည်သူတွေဟာအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နန်းဆန်မျိုးနယ်ကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်လို့ဆယ်နှစ်အရွယ်ကလေးငယ်အပါအဝင်ပြည်သူ6ဦးသေဆုံးက၄ဦးထိခိုက်ဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းနန်းဆန်မျိုးနယ်ကွမ်ဟဲကျွော်ကို စစ်ကောင်မရှင်တက်ကလေးချောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ဆယ်နှစ်အရွယ်ကလေးငယ်အပါအဝင် အမျိုးသမီး၅ဦးနဲ့အမျိုးသား၁ဦးသေဆုံးခဲ့ပြီးပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘာလ၁၈ရက်နေ့ည၈နာရီ၂၅မိနစ်အချိန်ကပြည်သူလူထုများတရှိရာကိုဦးတည်ပြီးရွယ်ချဲရှိရှိလေးချောင်းဖြင့်နှမ်းဆံမျိုးနဲ့ကွမ်ဟဲကျေးရွာကိုပေါင်၂၅၀ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်အသက်၁၀နှစ်အရွယ်လွေးနီလာအောင် အသက်20နှစ်အရွယ်လွေးကြီးကြီးလိုင်းအသက်20နှစ်အရွယ်လွေးဆန်းဆန်းဦးအသက်35နှစ်အရွယ်ဒေါ်အေးတောင်အသက်42နှစ်အရွယ်ဦးတန်းကျော်နဲ့အသက်48နှစ်အရွယ်ဒေါ်အေးဟိန်းတို့တည်ဆုံသွားခဲ့တယ်လို့သိရပါဗျ။ဒါအပြင် အသက်၄နှစ်အရွယ်မိုင်းတော်စီရဦးအသက်33နှစ်အရွယ်ဒေါ်အီအေအသက်68နှစ်အရွယ်ဦးကျော်နဲ့အသက်89နှစ်အရွယ်ဒေါ်စောရင်တို့ဘုံစားထိမှန်တန်ရာရရှိကာ နေအိမ်25လုံးနဲ့ဆိုင်ကယ်၄စီးလည်းထိမှန်ပျက်စီးသွားခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အလားတူကြောင်မဲမြို့နယ်စက်တမိုင်ကျွာကိုလည်းပေါင်900ဘုံတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်တန်ကားတော်နှစ်ပါးထိခိုက်ဒဏ်ရာရရှိကဖုန်ကြီးကြောင်တစ်ကြောင်နဲ့ကျောင်းဆောင်တစ်ကြောင်လည်းထိမှန်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်မိဘပြည်သူတွေအနေနဲ့အနာသိန်းစစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကိုရှောင်ရှားနိုင်ဖို့စီရေးသတိအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရံမှာကာကွယ်နိုင်ရန် နေချောင်းရံကာကွယ်ရေးဆိုင်ရာနီလန်းတွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့တိုက်တွန်းထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကပ္ပစာ၁၆နားကရွာလူရွာကိုခြံစည်းရိုးခတ်ခါလူငယ်တွေကိုတင်နန်းပေးပြီးရွာပြင်ထွက်ခွင့်ပိတ်ထားလို့ရိတ်ခါပြက်လက်မှုရှိနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းပရောင်းမြုံနယ်ကကပ္ပစ16ဆက်ရုံအနီးတစ်ဝိုက်ကကြေးရွာလေးရွာကိုစစ်ကောင်မရှင်တက်ကရွာအပြင်ထွက်ခွင့်ပေးလိုက်ပြီးရွာအဝင်ထွက်ဂိတ်တွေချကရွာအဆက်တွေမှာနေမိုင်းတွေထောင်နေတယ်လို့သိရပါဗျ ောက်တိုဘာလ20ရက်နေ့ကစတင်ကမတုံရွာဖလုံရွာကြားချေရွာနဲ့ကြောက်စကဲရွာတွေကိုခြံစည်းရိုးဝကြုံတွေနဲ့ခတ်ခါရွာပြင်ထွက်စီးပွားရှာတာမလုပ်ဖို့နဲ့ရှိတာရှာစားဖို့ပြောကအပြင်ထွက်ပါကစစ်မှုရမ်းတဲ့အထက်မှာဖမ်းဆီးမယ်လို့ပါချင်းချောက်ထားတယ်လို့သိရပါတယ်။ဒီရွာကလူတွေကတော့အလုတ်လုတ်ကင်စားရတာတစ်ခုတ်ဝါခုတ်ပြဖို့မိသွေးဖုတ်ကြရတာခုအပြင်ထွက်ပြီးအလုတ်လုတ်ခွင့်ပိတ်လိုက်တယ်စစ်ပြစ်လာနိုင်တယ်လို့ဆိုပြီးပါ ရွာတွေကိုလည်းရိတ်ခါထောက်ပံ့တာမရှိဘူး။အကုန်ဒုက္ခရောက်နေပြီလို့ဒေသခံတအူးကပြောပါရယ်။အဲ့ဒီရွာလေးရွာကလူငယ်တွေကိုလည်းစစ်တင်တန်းပို့ချနေပြီးရွာအနားတစ်ဝိုက်ကိုနေမိုင်းတွေထောင်ထားကရွာလုံးချုံကြီးအထွတ်တင်တန်းပေးထားတယ်လို့သိရပါရယ်။လူငယ်တွေကိုတင်တန်းပေးတာတွေရှိတယ်။စားဖို့တောက်ဖို့တော့ပေးတာမရှိဘူး။ရွာထိပ်တွေမှာတော့ဂိတ်ချထားတယ်။ကြွားတရွာကိုစစ်သား၁၀ရောက်လောက်တော့ချထားတာရှိတယ်လို့ဗထောင်းမြို့ဒေသခံတအူးကပြောပါရယ်။ကာကွယ်ရေးပစ္စည်းဆိုင်ရုံကပ္ပဆ၁၆အနီး အဲ့ဒီရွာတွေကလူငယ်တွေကိုကပ္ပဆဆက်ယုံကိုကာကွယ်ဖို့နဲ့ရွာတွေကိုကာကွယ်ဖို့စစ်တင်တန်းပေးနေပြီရွာအပြင်ထွက်ခွင့်ပိတ်ပင်ထားရတဲ့ရွာလေးရွာကဒေသခံတထောင်ကျော်ဟာလည်းရိခါပြက်လက်မှုတွေဖြစ်နေတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ် သတင်းတစ်ပုဒ်အုံနေနဲ့ထိုင်းနိုင်ငံတတော်အတွင်ပုံကောင်းနေတဲ့မြန်မာနိုင်ငံသား162ဦးကို ထိုင်းအနာပိုင်တွေကဖမ်းဆီးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ထိုင်းနိုင်ငံကချနာပူရီပြည်နယ်တုံဖပူမြို့နယ် ဗန်ဟင်းလိုင်ကျေးရွာအနီးရှိတတော်ကျိုးဝိုင်းအတွင်ပုံအောင်နေတဲ့တရားမဝင်ခိုးဝင်သူမြန်မာနိုင်ငံသား162ဦးကိုအော်တိုဘာလ19ရက်နေ့မနက်9:00နာရီမိနစ်30ခန်းကထိုင်းအနာပိုင်းတွေကဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ဖမ်းဆီးခံရသူတွေထဲမှာမြန်မာနိုင်ငံသားအမျိုးသား62ဦးအမျိုးသမီး58ဦးအသက်15နှစ်မှ18နှစ်ကြားလူငယ်8ဦးနဲ့အမျိုးသမီးနောက်လိုက်3ဦးပါဝင်ပြီးစုစုပေါင်း162ဦးဖမ်းဆီးခံရရတာဖြစ်တယ်လို့သိရပါဗျ။ ဗဟင်းလိုင်ကြီးရွာအနီးတတော်ကျိုးဝိုင်းအတွင်တရားမဝင်ဖိုးဝင်သူတွေရှိနေတယ်လို့ကျေးရွာတကြီးရဲ့သတင်းပေးပို့ချက်အရကတနာပူရီပြည်နယ်အုပ်ချုပ်ရေးမှူးဦးဆောင်ပြီးပူပေါင်းစစ်စင်ရေးလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။ဖမ်းဆီးခံရသူမြန်မာနိုင်ငံသားတွေဟာစံခလာပူရီ၊စမုတ်စခွန်၊ဘန်ကောက်၊ချွန်ပူရီစတဲ့ဒေသတွေနဲ့မလေးရှားနိုင်ငံအတွင်းပိုင်းပြည်နယ်တွေကိုသွားရောက်ပြီးအလုပ်လုပ်ကြရန်ရည်ရွယ်ချက်ဖြင့်ခိုးဝင်ခဲ့ကြတာဖြစ်တယ်လို့ကနအူးစစ်ဆေးချက်တွေအရသိရှိရပါတယ်။ န်းစည်းခံရသူမြန်မာနိုင်ငံသားတွေဟာယခုလိုခိုးဝင်လာနိုင်မှုအတွက်ပွဲစားတွေထံကိုတဦးလည်ရင်ဘတ်ငွေ2000မှာ2400အထိပေးရတယ်လို့သိရပြီးဖန်းစည်းခံရသူအလုံးကိုတရားဝင်အရေးယူဆောင်ရွက်နိုင်မှုအတွက်တပ်ဆိုင်ရာရဲစခန်းသို့ပို့ဆောင်ထားတယ်လို့သိရပါတယ်။အလားတူအော်တိုဘားလ18ရက်နေ့ညပိုင်းကလည်းထိုင်းနိုင်ငံမဲဆောင်မြို့မဲပကြီးဝါအုပ်စုဝန်ကဲရောက်ကြီးဝါမှာမြန်မာနိုင်ငံသား55ဦးဖန်းစည်းခံခဲ့ရသလိုအော်တိုဘားလ17ရက်နေ့ကလည်း ကန်ချနာပူရီမြို့မှာမြန်မာနိုင်ငံသားတရားရှိယောက်ဖမ်းဆီးခံခဲ့ရပါသေးတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့လူပေါင်းတန်းတဲ့ကြီးဒေါ်နယ်ထရန့်ကိုစန့်ကျင်ဆန္ဒပြတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အမေရိကန်နိုင်ငံတဝမ်းမှာအင်အားတန်းတဲ့ကြီးပြည်သူတွေဟာတမရဒေါ်နယ်ထရန့်ကိုနိုကင်းလို့ခေါ်တဲ့ဆန္ဒပြပွဲတွေကိုအမေရိကန်စံတော်ချိန်အော်တိုဘာလ18ရက်နေ့ကကျင်းပပြုလုပ်ခဲ့ကြတယ်လို့သိရပါဗျ။အမေရိကန်ပြည်ထောင်စု Los Angeles, New York, Chicago ဝါရှင်တန် DC တက္ကသအော့စတင်စားတဲ့အမေရိကန်မြို့ကြီးတော်တော်များများမှာဆန္ဒပြသူ တန်းတဲ့ချီဟာလမ်းမော်ရီမှာစုဝေးခဲ့ကြပြီး We want all of the government to work အစိုးရအားလုံးအလုပ်လုပ်ပါစေနဲ့ Make America Good Again အမေရိကန်ပြန်လည်ကောင်းမွန်ပါစေစားတဲ့ကြွေးကြော်တမ်းပိုစတာတွေကိုကင်ပြီးလက်လည်ခဲ့ကြတယ်လို့သိရပါဗျ။သမရဒေါ်နယ်ထရန့်ရဲ့အုပ်ချုပ်မှုကိုစန့်ကျင်ကပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေပါပထမဦးဆုံးအခွင့်အရေးများကို ကာကွယ်ရန်တောင်းဆိုခဲ့ကြပြီးအခြေခံအခွင့်အရေး၅ခုဖြစ်တဲ့လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုလွတ်လပ်စွာ ပြောဆိုခွင့်တည်င်းလွတ်လပ်ခွင့်ငြိမ်းချမ်းစွာဆူဝေခွင့်နဲ့အစိုးရထံအတနာခံပိုင်ခွင့်တို့ဖြစ်ပြီးအစိုးရရဲ့ဝင်ရောက်ဆက်ဖက်ခြင်းမှကာကွယ်ထားပါတယ်အမေရိကန်ရဲ့အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ USAID မှအလုပ်ထုတ်ပယ်ခံထားရတဲ့ဝန်ထမ်းများအချို့ပါဝါရှင်တန် DC မြို့တော်ရဲ့ Nokin ဆန္ဒပြပွဲမှာပါဝင်ခဲ့ကြတယ်လို့သိရပါတယ် အဖွဲ့အစည်းတချို့ရဲ့ထုတ်ပြန်ကြအရအမေရိကန်နိုင်ငံတဝိုင်းရှိမြို့ပေါင်း2900ကျော်မှာလူဦးရေ9တန်းခန့်အထိတက်ရောက်ခဲ့ကြတယ်လို့ဖော်ပြထားပါတယ်ရှင်။မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ထူးခြားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအများဆုံးလွတ်မြောက်ပါစေကြောင်းနဲ့ တဘာဝဘေးဟန်တွေအတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကစုမုံကောင်းတောင်းလာရပါတယ်ရှင်။